မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရန်ကုန်မြို့နယ်မိုင်60ကျော်အကွာရန်ကုန်မန္တလေးအမြန်လမ်းဘကိုးမြို့ဘောနက်ကြီးတဝိုက်မှာရှိတဲ့စစ်တပ်ဂိတ်စခန်းများနဲ့စစ်ကြောများကိုတော်လိုင်းတပ်များကတိုက်ခတ်ခဲ့ရာစစ်သား6ဦးသေဆုံးပြီးတော့လက်နက်16လက်သိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ28ရက်နေ့မနက်2နာရီခန့်အချိန်မှာ ပဲခူးမြို့နယ်ဘောနက်ကြီးဇောင်းတူတိုက်ကြီးမိုင်90လမ်းမိုင်တနေရာမှာရှိတဲ့စစ်ကောင်စီအင်အား15ဦးခန့်နဲ့တပ်ဆွဲထားတဲ့ဇီးတော်ရွာစစ်ကောင်စီရဲ့ဂိတ်ကင်းစခန်းကိုဝင်ရောက်တိုက်ခတ်ရာစစ်ကောင်စီတပ်သားများဟာကိုလိုယုံပြီးတော့ထွက်ပြေးသွားကြတယ်လို့သိရပါဗျာ။ အချင်း၄နာရီလောက်အချင်းယူပြီးတော့ချင်းကပ်ပြီးတော့ဝင်တိုက်ခဲ့တာပါသူတို့အလင်းငိုင်းမိသွားလို့ထွက်ပြေးသွားတာတန်းနေတာပဲလက်နက်ကကင်းဆောင်တဲ့လူလောက်ပဲပေးထားပြီးတော့ကျန်တာတွေကိုတော့တိုက်ထဲမှာတင်းထားတယ်ဆိုတော့အားလုံးနှီးပါလောက်တိတ်စီရရှိခဲ့ပါတယ်တိုက်ပွဲအားလုံးကျွန်တော်တို့ရဲဘော်တွေအထိကိမရှိပါဘူးလို့ဘကိုးခရိုင်တက်ရဲအမှတ်3ခွန်3ညတက်တက်ခွဲရွှေချောင်းတက်ခွဲကတာဝန်ရှိသူကရှင်းပြထားပါတယ်အဲ့ဒီစစ်တပ်ဂိတ်စခန်းအတွင်းကနေပြီးတော့ G4 အမျိုးအစားတနက်နှစ်လက် G3 အမျိုးအစားတနက်နှစ်လက် G2 အမျိုးအစားတနက်တလက် M1 ကာပိုင်အမျိုးအစားတနက်၉လက် 7.62G 980တောင်း 7.62G ပေါက်20ခု M1 ကာဗိုင်ဂျီ950တောင်းကာဗိုင်ဂျီပေါက်18ခု 5.56G 139တောင်းနဲ့ 5.56G ပေါက်တို့ကိုတင်စီရရှိခဲ့ပြီးတော့စစ်ကောင်စီရဲ့ဂိတ်ကင်းစခန်းကိုမိရှုရှင်းလင်းခဲ့တယ်လို့သိရပါတယ်။အလားတူပဲမေလ22ရက်နေ့မနက်9:15မိနစ်အချိန်မှာရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်32မိုင်9ဖားလုံးမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား9ဦးသေဆုံးပြီးတဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အလားတူပဲမေလ24ရက်နေ့မနက်8:40မိနစ်မှာလည်း ်ဘကုံးမြို့နယ်ဘောနတ်ကြီးဇောင်းတူတိုက်ကြီးမိုင်90လမ်းမိုက်တနေရာမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုကြားဖြတ်တိုက်ခိုက်ရာပြူစောတိအဖွဲ့ရဲ့ဒုတက်စိတ်မှုအပါအဝင်၄ဦးသေဆုံးသွားပြီးတော့ M1 ကာပိုင်အမျိုးအစားတနက်နက်လက်ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုများကိုဘကိုးခိုင်တပ်ရဲ့အမှတ်3ခွန်3ညတဲ့တပ်ခွဲ3ရွှေချောင်းတပ်ခွဲကရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာတိုက်ပွဲဖြစ်ပွားရာနေရာတဝိုက်ကိုစစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။ ကျွန်တော်တို့မှာအရေးပေါ်ကြီးစံလိုအပ်ချက်တွေရှိနေပါတယ်ကျွန်တော်တို့ခွန်အားရှိသလောက်ရင်းစရာရှိတာတွေအကုန်ရင်းပြီးတော့စူးစမ်းနေပါတယ်အခုချိန်မှာကျွန်တော်တို့ကိုနေသူနေသားတွေအလုံးကဝိုင်းဝန်းကူညီပံ့ပိုးစေချင်ပါတယ်ကျွန်တော်တို့အိမ်ပြန်လမ်းတွေနှီးသက်တဲ့နှီးလာပြီမို့လို့ကျွန်တော်တို့နဲ့အတူတူသမိုင်းမတ်တိုင်တစ်ခုစိုက်ပေးကြဖို့တောင်းဆိုချင်ပါတယ်လို့ဘကိုးခရိုင်တိုင်ရင်အမှတ်3031တက်ခွဲရွှေချောင်းတက်ခွဲကတာဝန်ရှိသူကရှင်းပြထားပါတယ် လက်ရှိတိုက်ပွဲများမှာရန်ကုန်မြို့နယ်မိုင်60ပတ်လည်အတွင်းရောက်ရှိလာနေပြီးတော့တော်လိုင်းတပ်များကနေရာပေါင်းစုံကိုဖျက်ချက်က စစ်ကောင်စီရဲ့တပ်ဆက်ခန်းများကိုထိုးစစ်ဆင်လျက်ရှိကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်စခန်းသိန်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မျိုးသိန်းတိုက်ပွဲဟာဒီကနေ့ပြန်လည်ထိုးစစ်ဆင်နေပြီးတော့စစ်တပ်ရဲ့နောက်ဆုံးလက်ချံစခန်းဌာနချုပ်ဖြစ်တဲ့စကခ27အနီးမှာရှိတဲ့ဝင်းလိုက်ဟိုတယ်အပါအဝင်ကာကင်းစခန်းအများပြားကို KI ပူးပေါင်းတပ်များကသိမ်းပိုက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မေလ28ရက်နေ့မနက်၄နာရီကျော်ဝင်းကျင်အချိန်ကစတင်ပြီးတော့ KIA ပူးပေါင်းမဟာမိတ်တော်လိုင်းရေးတပ်များက ဗမာမျိုးတိုင်းတိုက်ပွဲကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဒီကနေ့မနက်ပိုင်းမှာစစ်ကောင်စီရဲ့စကားခ27စစ်ဌာနချုပ်အနီးမှာတိုက်ပွဲတွေအလွန်ပြင်းထန်ပြီးတော့အဲ့ဒီအနီးနောက်မှာရှိတဲ့စစ်ကောင်စီရဲ့ခြေကုပ်စခန်းတစ်ခုဖြစ်တဲ့ဝင်းလိုက်ဟိုတယ်အပါအဝင်ကာကင်းစခန်းများကို KIA ဘက်ကသိမ်းပိုက်လိုက်တယ်လို့သိရပါဗျ။မေလ20ရက်နေ့မှာရဟယင်နှစ်စီးပြစ်ချခဲ့ပြီးတော့တိုက်ပွဲခဏရပ်နေခဲ့တာဒီနေ့မနက်မှာပြန်ဆတဲ့စစ်ကောင်စီရဲ့စကားခ27နားမှာတိုက်ပွဲအပြင်းထန်ဆုံးပဲရန်သူစနိုက်ပါတွေလက်နက်ကြီးတွေ drone တွေနဲ့အပေါ်စီးကနေပြစ်ခတ်နေတဲ့ဝင်းလိုက်ဟိုတယ်ရပါပြီ။ ဒီမနေ့ရာသီဥတုကလည်းမိုးရွာခဲ့ပြီးတော့မှုန်မိုင်းမိုင်းမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်လို့ KI ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်စစ်ကောင်စီတပ်များကဝင်းလိုက်ဟိုတယ်ပေါ်ကနေပြီးတော့စနိုက်ပါများလက်နက်ကြီးများဒရုန်းများနဲ့ပစ်ခတ်ခဲ့တဲ့အတော့ KI တော်လိုင်းတပ်များရဲ့ထိုးစစ်ဟာရှေ့ကိုမတက်နိုင်ခဲ့ဘူးလို့သိရပါတယ်စစ်ကောင်စီတပ်များကဗမာမျိုးအတွင်းမှာရှိတဲ့အထက်မြေတိုက်တာများကိုအကာအကွယ်ယူပြီးတော့ KI ရဲ့ထိုးစစ်ကိုဟန်တာခဲ့တယ်လို့သိရပါတယ်ယခုအခါမှာ စစ်ကောင်စီရဲ့စကားခ27အနည်းဆုံးနေရာအထိကို KI တော်လိုင်းတပ်များရောက်ရှိပြီးတော့ထိုးစစ်ဆင်နေတယ်လို့သိရပါဗျာ။ KIA ပူးပေါင်းမဟာမိတ်များက2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကတည်းကဗမော်မျိုးသိန်းတိုက်ပွဲကိုဆင်နွှဲနေခြင်းဖြစ်ပြီးတော့ငါးလကြာကြာမြင့်လာတဲ့အထိတိုက်ပွဲများနေ့စဉ်ရက်ဆက်ပြင်းထန်လျက်ရှိတယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့စက္ကခ21ရဲ့ကာကင်းစခန်းတွေကိုတောက်လျှောက်ကိုသိမ်းနေပါတယ်။ဗမော်ကိုအောင်နိုင်ဖို့အတွက်ပြည်သူတွေဝိုင်းဝန်းစုတောင်းပေးကြပါလို့ KIA သတင်းရင်းမြစ်ကပြောပြထားပါတယ်။ဗမော်မျိုးသိန်းတိုက်ပွဲမှာ KIA, KPDF, PDF, MOD, KNA, B, ABSDF, AA ် KIA ဂေါ်ရကားတပ်များအပါအဝင်ပူပေါင်းမဟာမိတ်တပ်များပါဝင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မဂွေတိုင်းဆက်လင်းမြို့နယ်မှာပြည်သူ6ဦးကိုတပ်ဖြတ်ပြီးတော့ပြည်သူဝိုင်းနေအိမ်အလုံး300နီးပါးကိုမိရှို့ဖျက်ဆီးခဲ့တဲ့စစ်တပ်စစ်ကြောင်းကိုလိုက်လံချေမှုန်းတိုက်ခိုက်ခဲ့ရာစစ်သားအယောက်30ကျော်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ73ရက်နေ့ကအင်အား250ခန်းနဲ့ဆလဲမျိုးကနေအနောက်ကမ်းပေါင်းလမ်းအတိုင်းဝမ်ပြေချေးရွာဘက်ကနေတဆင့်ဝင်ရောက်လာတဲ့ပခုတ်ကူမျိုးတပ်မတရတဲ့ခလာရ255တရင်ပြူစောထီးများကိုမေလ15ရက်နေ့ညနေပိုင်းမှာပိန်းနေပင်ငလင်မန်းချေးရွာအရောက်ဒရုန်းနဲ့ဘိုးအကြီးနှလုံးမေလ16ရက်နေ့ညပိုင်းမှာ60မမကွန်မန်ဒိုစိန်ပြောင်းနဲ့ပြစ်ခတ်ခဲ့တယ်လို့သိရပါဗျ။အလားတူပဲမေလ19ရက်နေ့နေ့လယ်12နာရီခန့်အချိန်မှာဆလင်းမြို့နယ် ဂွေးကုန်းငတန်းကောင်းကြီးရွာတရားမြောက်ချမ်းအရောက်ရင်းဆိုင်တိုက်ပွဲဆင်နွှဲခဲ့ရာညနေ3:00နာရီအထိတိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ်။မေလ22ရက်နေ့မနက်10:00နာရီအချိန်မှာဂွေးကုန်းငတန်းကောင်းကြီးရွာအနီးမှာထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာညနေ9:00နာရီအထိတိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ်။မေလ23ရက်နေ့မှာလည်းစနေချောင်းကြီးရွာနဲ့ရွှေကူကြီးရွာမှာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲပြင်းထန်ခဲ့ပြီးတော့မေလ24ရက်နေ့ညနေ3:00နာရီခန့်မှာလည်းအိုးတဲ့ကြီးရွာမှာအထိုင်ချရန်နာထားတဲ့အချိန်ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ်စစ်ခွေးတည်ဆုံးမှုကအယောက်30ကျော်ပါတယ်မြန်မြန်တိုက်ပွဲအတွင်းမှာတည်တာတဲ့အယောက်20ကျော်တယ်လက်ရှိရုပ်အလောင်းတွေ့ရှိမှုအရာပြည်သူ6ဦးအသက်ခံလိုက်ရတယ်ဂွေးကုန်းငတန်းကောင်းတဲ့စနေချောင်းကရွာသူရွာသားတွေပါလက်ရှိမှာတော့လင်းစင်းရဲစခန်းတွေကနေပြီးတော့စစ်ကြောင်းကိုပြန်ပြင်ဆင်ပြီးပြန်ထွက်မယ်လို့တော့သတင်းရထားပါတယ်လို့မင်းဘူးခရိုင်အမှန်ငါတိုင်ရင်ကတာဝန်ရှိသူကရှင်းပြထားပါတယ်အခုလိုမျိုးတိုက်ခတ်မှုများအတွင်အချက်မဲ့စစ်ကောင်စီတပ်သားအယောက်30ထက်မနည်းသေးဆုံးပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိကောင် မေလ25ရက်နေ့မှာအိုးတဲ့ကြီးရွာကနေလင်းစင်းရဲစခန်းအထိကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်73ရက်ကြာတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ကလေးချောင်းကနေပြီးတော့ပြစ်ကူပေးပြီးတော့တိုက်ခိုက်မှုနှစ်ကြိမ်လှုပ်ဆောင်သွားတယ်လို့သိရပါတယ်အချက်ပတ်စစ်ကောင်စီတပ်သားများဟာဂွေကုံငတန်းကောင်းကြီးရွာနဲ့စနေချောင်းရွာကပြည်သူ6ဦးကိုတပ်ဖြတ်ကာဂွေကုံကြီးရွာကအင်ဂျင်80ကျော်ငတန်းကောင်းကြီးရွာကအင်ဂျင်90ကျော်စနေချောင်းရွာကအင်ဂျင်90ကျော်အိုးတဲ့ရွာကအင်ဂျင်100နီးပါးကန်သာရွာက နေအိမ်တစ်လုံး ။စုစုပေါင်းနေအိမ်300နီးပါးကိုမီးရှို့ဖျက်ဆီးသွားတယ်လို့သိရပါဗါး။၎င်းတိုက်ခိုက်မှုကိုမေဘူးခရိုင်အမှတ်9တရင်နဲ့အခြားမဟာမိတ်များဖြစ်တဲ့ဗမာအာမေ၊မကွေးတိုင်းအထူးလှူရှာတပ်ရဲ့ SR7 ၊မကွေးပကပစစ်ကြောင်းရေနတာကော်လမ်၊စလင်းမြို့နယ်ပကပပခုတ်ကူခရိုင်အမှတ်16တရင်ပေါက်တောင်ပိုင်းကျမ်းမာရေးနဲ့တူနာပြုအဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တအူးတိုင်းပြည်နဲ့ Federal Democracy စနစ်အတွက်အသက်ပေးလှူခဲ့ရတယ်လို့သိရပါဗျာ။ အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေကနေမြေအနှံ့မှာစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့ဇိုးဝါစွာလူသက်လူရက်ရွာတွေကိုမိရှို့တဲ့အကြမ်းဖက်လုပ်ရက်တွေကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်။ပြီးတော့ဝေဟင်ကနေလဲဘုံကျဲတက်ပြတ်နေပါတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့မြေပြင်သတင်းရောဝေဟင်သတင်းမှာနားဆွဲ့ပြီးတော့ဂိယုဒိုင်နဲ့တွာလာနေထိုင်ကြဖို့တော်လိုင်းရဲ့အဖွဲ့တွေထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်တွေကိုလေးလေးစားစားလိုက်နာပေးကြဖို့နဲ့ပူးပေါင်းပါဝင်ပေးကြဖို့ကိုတိုက်တွန်းချင်ပါတယ်လို့မင်းမှုခေအမှန်ငါတိုက်ရင်ကတာဝန်ရှိသူကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်ထနောင်းကုန်းရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုတော်လိုင်းတပ်များကဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာစစ်တပ်ကမြေပြင်နဲ့ဝေဟင်စစ်ကူပေးပြီးတော့ပိတ်မိနေတဲ့စစ်သားနဲ့ပြူစောထီးများကိုခေါ်ထုတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ15ရက်နေ့မနေ့6ရက်အချိန်ကမှတောင်သာမြို့နယ်ထနောင်းကုန်းကျေးရွာမှာရှိတဲ့ပြူစောထီးစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကျေးရွာအဝင်းမှာရှိတဲ့ဘန်ကာကို RPG 7နဲ့စတင်ဖြိုခွင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်မှာတော့စစ်သားနဲ့ပြူစောတိများနေထိုင်ရာဘန်ကာများကိုဆက်လက်ပြီးတော့ဖြိုခွင်းတိုက်ခိုက်ခဲ့ရာ ဘန်ကားတစ်ခုချင်းစီကနေတဆင့်ပြူစောတိခေါင်းဆောင်ထူအောင်ရဲ့နေအိမ်နှစ်ထပ်တိုက်ကိုဆုတ်ခွာထွက်ပြေးသွားကြတယ်လို့သိရပါဗျ။အခုလိုမျိုးစစ်သားနဲ့ပြူစောတိများကပြူစောတိခေါင်းဆောင်ရဲ့နှစ်ထပ်တိုက်နေအိမ်အထိဆုတ်ခွာထွက်ပြေးသွားပြီးတဲ့နောက်စစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့လာရောက်ဘုံကျဲချခဲ့ရာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအကာအကွယ်ယူထားတဲ့တိုက်ပေါ်ကိုပေါင်900ဘုံကျဲရောက်ပောက်ကွဲခဲ့ပြီးတော့မြင်းကြံခရိုင်တိုင်ရင်တုံးကရဲဘော်6ဦးမစိုးရင်ရထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မေလ16ရက်နေ့မှာလဲစစ်သားနဲ့ပြူစောတိများနေထိုင်ရာ ထူအောင်ရဲ့နေအိမ်ကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်က MI-35 ရဟတ်ယာဉ် Y-12 လေယာဉ်တို့နဲ့ဘုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာမြင်းကြံခရိုင် MI-3 တပ်ရင်းကရဲဘော်၄ဦးထွက်မှန်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့လေချောင်းရံကြောက်ညအချိန်မှာနောက်ကိုဆုတ်ခွာပေးခဲ့ရာပိတ်မိနေတဲ့စစ်သားနဲ့ပြူစောတိများကနေမိုင်းတိုင်မိုင်း short တိုင်မိုင်းများထွက်ပြီးတော့ဆင်နားခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ပြူစောတိခေါင်းဆောင်ငထူအောင်ရဲ့နေအိမ်အနီးကတ်လို့မင်းရဖြစ်နေတဲ့အချိန်မီတာတရာအကွာဝေးကနေပိတ်ဆို့ထားရာ မြင်းညာမျိုးကတီတာရုံမဦးဆောင်တဲ့စစ်ကြောင်းနဲ့ထိတ်တိုက်တိုးပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ပြူစောတိခေါင်းဆောင်အပါဝင်ပိတ်မိနေတယ်။စစ်သားနဲ့ပြူစောတိများဟာတီတာရုံမဦးဆောင်တဲ့စစ်ကြောင်းနဲ့အတူလိုက်ပါသွားတဲ့အတွက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗျ။တိုက်ပွဲကာလ၃ရက်အတွင်းမှာစစ်ကောင်စီတပ်က လေးချောင်းကနေပြီးတော့14ချိန်တိတိတိုက်ခိုက်ခဲ့ရာပြည်သူ့ကာကွယ်ရဲဘော်10ဦးမစိုးရင်ကဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါတိုက်ပွဲအတွင်းမှာကြီခဲရန်များစွာအုံပြုခဲ့ရပြီးတော့ပြန်လည်ဖြည့်တင်းရမှာဖြစ်တဲ့အတွက်ပြည်သူများကဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန်မြင်းကြံခဲ့ရအမှတ်3တပ်ရင်းကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းလက်ပတန်းမြို့နယ်မှာလူငယ်များကိုစစ်မှုထမ်းတပ်သားတဲ့အဖြစ်နဲ့လိုက်လံဖမ်းဆီးနေတဲ့ပုတ်ချုပ်ရေးမှူးချင်းမင်းပြစ်ခတ်တိုက်ခိုက်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မေလ28ရက်နေ့မနက်7:00နာရီခွဲအချိန်ကမှလက်ပတန်းမြို့နယ်ရေးစည်းကျေးရွာ အုပ်စုစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးချင်းမင်းကိုရွှေတန်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့ကရဲဘော်များက၎င်းရဲ့နေအိမ်အထိကိုဝင်ရောက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတေဆုံးသွားတယ်လို့သိရပါတယ်။တေဆုံးသွားတဲ့အုပ်ချုပ်ရေးမှူးချင်းမင်းဟာအုပ်ချုပ်ရေးမှူးမလုတ်ခင်က စစ်တပ်တောက်တိုင်အဖြစ်နဲ့လောက်ကင်ခဲ့သူဖြစ်ပြီးတော့စစ်မှုန်တန်းအကြောင်းပြပြီးလူငယ်များကိုဖမ်းဆီးရမှာ၎င်းကိုယ်တိုင်ပါဝင်ဖမ်းဆီးပေးနေတဲ့အတွက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါဗျ။တနက်ကြီးစံနှစ်ချက်ထိမှန်ပြီးတော့ပွဲချင်းပြီးတိတ်ဆုံးသွားတာပါ။လူငယ်တွေကိုစစ်မှုန်တန်းတပ်သားတွေအဖြစ်နဲ့လိုက်လံဖမ်းဆီးနေလို့အခုလိုပြစ်ခတ်တိုက်ခိုက်ခဲ့ရတာပါလို့ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revenue Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ